ဟုတ်ကဲ့ညာဆင်းရောအားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးကတော့ဂဲဆိုရယ်ကိုရမဘတ်တန်နဲ့ပတ်သက်ပြီးရှင်းပြသွားမယ့်ဗီဒီယိုဖြစ်ပါတယ်ဒီဂဲဆိုရယ်ကိုရမဘတ်တန်ကတော့ quality buff ကိုအဓိကထားပြီးတော့အနောက်က action buff ကို အထူးပြုတဲ့ကိုရမဘတ်တန်တစ်မျိုးဖြစ်ပါတယ် quality buff ကို add buff ဖြစ်အောင်လို့ပြောင်းတဲ့ပုံစံလေးပေါ့နော်တစ်ချက်လောက်ကြည့်ကြည့်မယ်ဂဲဆိုတာက quality buff ကို adverb ဖြစ်အောင်ပြောင်းတဲ့ grammar pattern ပုံစံဖြစ်ပြီးရောမြန်မာလိုကတော့စွာတို့အောင်တို့ဘာသာပြန်လို့ရရပေါ့နော်ဥပမာ ye ပဒလှပသည်ဆိုရင် ye ပကေလှပစွာလှပအောင်လှလှလေးလို့လည်းဘာသာပြန်လို့ရတယ်သူနောက်ဘလို့ဘာသာပြန်ကြသည်လဲကြော့လှလှပပအဲ့လိုမျိုးဘာသာပြန်တာမျိုးလဲရှိရပေါ့နော်တတ်တထာတာနှွေးထွေးသည် နှွေးထွေးစွာဆိုရင်တတ်တထားကေတတ်တထားကေနှွေးထွေးစွာနှွေးထွေးအောင်နှွေးနှွေးထွေးထွေးအလိုပါတာပြန်နဲ့ရှစ်တာလွယ်ကူသည်ရှစ်ကေလွယ်ကူစွာလွယ်ကူစွာလွယ်ကူအောင်လွယ်လွယ်ကူကူအဲ့လိုမျိုးဘာသာပြန်ကြရပေါ့နော်အဲ့တော့ gay ဆိုရယ် grammar pattern ဒီ quality verb တွေကို adverb ဖြစ်အောင် ပြောင်းတဲ့ grammar pattern ဖြစ်ပြီးမြန်မာလိုဆိုရင်တော့စွာတို့အောင်တို့ဘာသာပြန်နေပေါ့နော် နမူနာအဖြစ်အော်သူ့ကိုသုံးတဲ့ပုံစံအရင်ပြောမယ်သူ့ကိုသုံးတဲ့ပုံစံက quality buff plus gear plus အနောက်မှာ action buff လိုက်ပါတယ် quality buff plus gear plus action buff quality buff ဆိုတာတနည်းအားဖြင့် adjective လို့လည်းပြောလို့ရတယ်ကရိယာဝိသေသနာပေါ့နော်အဲ့ဒါကို adverb ဖြစ်အောင်လို့ပြောင်းတဲ့ပုံစံစွာပုံစံပြောင်းမယ်ချိုးနီကာ옥슬따뜻하게입으세요 ý là cha anh chỉ có nuôi thuê dọa vợ bà nuôi thuê ăn vợ bà nuôi nuôi thuê thuê vợ bà mẹ mà lỗ lỗ bà đã biến lỗ vậy chú nị cả ốc sờ đắt đắt ta cái ý bơ sẽ à đắt đắt ta cái ý bơ nào bài nó đắt đắt ta cái ý bơ nuôi nuôi thuê thuê lỗ nó rồi đắt đắt ta nuôi thuê là cả có bao nhiêu အဲ့ဒီ quality buff ကိုခဲနဲ့ adverb ဖြစ်အောင်ပြောင်းလိုက်တယ်တတ်တထားခဲ့နှွေးထွေးစွာ if the with တရားကြတော့ဗာလဲ action buff အဲ့တော့နှွေးထွေးစွာ with ပါနှွေးနှွေးထွေးထွေး with ပါဒါမျိုးဖြစ်သွားပါတယ်맛있게드세요.맛있게드세요.အရသာရှိစွာသုံးဆောင်ပါ။အမှန်တော့ဒီခဲကလေတော်တော်များများကိုယ်တွေသိပြီးသား ဒါ grammar နဲ့တိတိကျကျပြန်သင်ရတာမျိုးပေါ့နော်မရှိခဲ့သင်စရောအရသာရှိစွာသုံးဆောင်ပါအရသာရှိရှိသုံးဆောင်ပါလို့အဓိပ္ပာယ်ရတယ်မရှိတာအရသာရှိသည်ဟာ quality buff အဲ့ဒါကိုခဲနဲ့ကက်လိုက်တော့ဗာပြောင်းသွားလဲ add buff ပြောင်းသွားတယ်အနောက်မှာတော့ဒူးဆဲရောဒူးဆဲရောဆိုတာဘာနဲ့တူတူပဲလဲမော့တာစားတီနဲ့တူတူပဲ action buff

ကက်ကရှိဆိုပြီးတော့လဲသုံးတာမျိုးတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဂျီဘယ်ကက်ကထားကဆုံးဆွားဖြစ်တာအင်ကိုတန်တန်ရှင်းရှင်းတန်ရှင်းလောက်ကြရအောင်အင်ကိုတန်ရှင်းအောင်တန်ရှင်းလောက်ကြရအောင်ဘယ်လိုမျိုးလဲသုံးလို့ရတယ်ကက်ကထားတာ quality buff ခဲနဲ့တွေ့သွားတော့ဘာဖြစ်သွားလဲကက်ကထားတာကက်ကထားက adverb ဖြစ်သွားတယ်အနောက်ကဆုံးဆိုးဟာတာဆိုရဲ action buff ကိုအထူးပြုတယ်အနောက်က action buff လိုက်ပေးရတယ်ပေါ့နော် anh ngủ tan tan xin đánh xin tan xin áo tan xin lâu dài à à mỗ đi đâu tập kê ta la chú xe ô xe bên ngủ tu áo nhà bì bà tu mô hộ tu tu lý nhà bì bà tham yêu tông nè mỗ đi đâu tập kê ta la chú xe ô xe bên ngủ tu tu lý nhà bì bà tập ta tu đi áo gọi là đi bà ပြီးတော့အလဲရခဲနဲ့ဆက်လိုက်တော့ tap ကဲက adverb ဖြစ်သွားတယ်။အနောက်ကဂျာဒဲတာညက်တီညက်တီက action verb ပေါ့နော်။မော်ဒီတဲ့တပ်ကဲစားလာကြည့်ရောစပင်းကိုတိုးတိုးလေးညက်ပေးပါ။ခဲနဲ့တွဲပြီးသုံးလို့မရတဲ့ quality buff ပဲချိုးရှိရဲပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ month များသည် month များသည်ကို month ခဲလို့မသုံး money လို့ပဲသုံးတယ်။ 많이 먹어요? 많이 드세요? 다미우베동네 번호. 많게 먹어요? 다미우베동. 다 웨디 수레자 그런 거. 멀게로메동. 리로도 말해. 멀리. 이르다. 이르다 전 서디. 아이르게로메동메 일찍. 일찍로도 말해. 썼어. 일찍 일어나세요. 썼어. 에야 타바. 알로 봉자 미우 번호. ပါရဒာမြန်ဒီပါရဒာမြန်ဒီကိုပါရကဲလို့သုံးတာမျိုးလဲတွေ့ရတတ်တယ်။များသောအားဖြင့်သုံးတာတော့ပါလီပေါ့ grammar ကြကြကြည့်မယ်ဆိုပါလီကမှန်တယ်ပေါ့နော်။ပါမယ့်အပြင်မှာပါရကဲလို့သုံးတာလည်းရှိပါတယ်။အဲ့တော့နှစ်မျိုးလုံးသုံးလို့ရတယ်လို့မှတ်လို့ရတယ်။ပါရဒါဆိုရင်ပါရကဲပါလီညံ့ညံ့။ချက်တာဆိုရင်ချက်ကဲချက်ကဲလို့သုံးလို့ရတယ်။နောက်ချိုကမ်လို့လည်းသုံးလို့ရတယ်ပေါ့နော်။ချက်ကဲချိုကမ် နှစ်ခုစလုံးမှန်ပါတယ်။တခြားသောငဲနဲ့တွဲသုံးလို့မရတဲ့ quality buff လေးလည်းရှိတော့ရှိရပေါ့နော်။ဒါအသုံးများတဲ့သကလုံးလေးပါ။ Yoshimi ဆိုလို့ရှိရင်ကြိုးကြိုးစားစားအဲ့ဒါမျိုးဆိုလဲတာ advert ပဲ။ချွန်ချွန်နီလို့အဲ့မျိုးလေးလည်းရှိပြရပေါ့နော်။မာနီမော်ကောရောမန်ခဲမော်ကောရောလို့မတော့မာနီမော်ကောရောမြများစားပါအများကြီးစားပါအီလ်ချွာကျူစဲရော 일찍 와주세요. 서서 라비바. 야, 빨리 가. 야, 빨리 가. 해, 님 면면도 하지 마. 빨리 가. 멀리 가지 마. 멀리 가지 마. 어, 아, 왜 이마도 하네 그럼 많이 일찍. 음, 빨라겠네. 빨리 가. 빨리 가. မော်လီကားချီမာအဲ့တော့မာနီအီလ်တစ်ပါလီမော်လီဒီစကားလုံးညပါလေ above တိဖြစ်ပါရနော်ဟုတ်ပြီဒါဆိုလို့ရှိရင် guest ရယ် grammar pattern နဲ့ပတ်သက်ပြီးတော့လည်းနားလည်လောက်မယ်လို့ပြောလင်ပါတယ်ဆိုတော့နောက်ထပ်တခြားခြားသော video တွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်နော် sequence ဆိုင်အောင်